နိုင်ငံရဲ့ဒီကလေးမွေးစားခွင့်ဥပဒေပေါ့နော်အဲ့အကြောင်းလေးနဲ့အာဘလိုရီပေါ့နော်ဒီမွေးစားတော့မယ်ဆိုရင်ဒီနိုင်ငံသူနိုင်ငံသားပေါ့နော်မလေးရှားနိုင်ငံသားကကလေးမွေးစားမယ်ဆိုလို့ရှိရင်ဘလိုရီလောက်ရလဲစပြီးတော့ process ကိုဘလိုရီစ run ရလဲဆိုတာကိုပြောပြပေးမယ်။ဘာလို့ဒီအကြောင်းအရာလေးကိုပြောပြလေးပေးလဲဆိုတော့ကျမတို့မလေးရှားရောက်မြန်မာအချို့မေးကြတယ် တို့ကဒီနိုင်ငံမှာကလေးကိုမွေးတဲ့ခါကျတော့ဝေးစင်းပဲရတယ်။ overstay လည်းဖြစ်တယ်။ဘာတချို့ဆိုရင် UN သမားတွေလည်းရှိမယ်။အဲ့တော့ဒီကလေးကတောင်းတက်လို့အဆင်မပြေဘူးလေနော်။ဒီမူဂျိုလောက်ကတော့အဆင်ပြေမယ်။ကလေးပထမတန်းဆိုလို့ရှိရင်တရားဝင်ကျောင်းတက်ဖို့က international school ရောဒီအစိုးရကြောင်ကတက်လို့မရဘူးလေနော်အဲ့ခါကျလို့ရှိရင်တို့ရဲ့အလုပ်ရှင်တွေချို့ရတဲ့သဘောကောင်းကြရတဲ့သူတွေရှိတယ်ရှိတဲ့ခါကျတော့ဒီအလုပ်အကင်ကြီးပြတ်သွားအောင်လို့အဲ့တော့ ကလေးကိုငါတို့မွေးစားပေးမယ်ကြောက်တက်လို့ရအောင်လုပ်ပေးမယ်ဆိုပြီးတော့အာကန့်လန့်မှုတွေရှိတယ်တဲ့အဲ့ခါကျတော့အဲ့ရအကြောင်းအရာလေးကိုလည်းကျမကပြောရင်းရနေပြီးတော့မလေးရှားနိုင်ငံရဲ့ဒီမွေးစားတဲ့ဥပဒေကဘယ်လိုလဲဆိုတာလေးကိုလည်းတိတိလောက်แชร์ပေးမယ်เนาะအဲ့တော့မလေးရှားမလေးရှားနိုင်ငံသားက ကလေးမွေးစားမယ်ဆိုရင်မိဘမက်ကြီးဟာပဲဖြစ်ဖြစ်ပေါ့နော်အခုလိုမျိုးဒီနိုင်ငံမှာအလုလာလုံးကြတဲ့ UN သမားတွေရဲ့ဒီမိသားစုဝင်တွေကကလေးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီ overstay ပေါ့နော်အဲ့လိုမျိုးတွေပေါ့ဒီညီမညီမကမြန်မာဆိုတော့မြန်မာကိုပဲအဓိကထားပြောပြမယ်เนาะအဲ့တော့မြန်မာနိုင်ငံသူနိုင်ငံသားကလေးကိုမလေးရှားနိုင်ငံသားကအပီးပိုင်ဝေးစားခြင်းနဲ့တရားဝင်ဝေးစားမှာဆိုရင်လောရတဲ့ ဟာလုပ်ငန်းစဉ်တွေကိုပြောပြပေးမယ်အဲ့တော့မွေးစားမဲ့ဒီနိုင်ငံသားကအ ਨੇ ဆုံးအသက်ကအထက်25နှစ်အထက်ရှိရမယ်။မွေးစားခံရမယ်ကလေးရလည်းအ ਨੇ ဆုံးအသက်က18နှစ်အောက်ရှိရမယ်နော်။အဲ့နှစ်ခု။အဲ့တော့စပြီးတော့မွေးစားမယ်ဆိုလို့ရှိရင်ရှေ့နေကိုငှားရပါတယ်။အဲ့တော့ဒီမွေးစားမဲ့ဒီဟိုတတိယကအာနိုင်ငံသားကပေါ့နော်။ ငွေရေးချမ်းသာတဲ့သူပတ်ဆက်ရှိရသူဆိုလို့ရှိရင်เนาะဒါအစိုးရရှိနေကိုမငှားပဲနဲ့ရိုးရိုးအရှိရပုံမှန်ပေါ့เนาะ special ဒီရှိနေကိုငှားရပါလိမ့်မယ်အဲ့လိုပဲဒီနိုင်ငံသားကမလေးရှားနိုင်ငံသားကလည်းရှိနေငှားရသလိုဒီကျမတို့ဒီမွေးစားကလေးကိုပေးမဲ့ပေါ့เนาะမိဘနှစ်ပါးဥပမာမြန်မာနိုင်ငံဖြစ်မယ်ဆိုရင်လေဒီမိဘနှစ်ပါးကလည်းရှိနေငှားရပါတယ်အဲ့တော့မိဘနှစ်ပါးကရှိနေငှားမယ်ဆိုလို့ရှိရင်မတက်နိုင်ဆိုလို့ရှိရင်เนาะအစိုးရရှိနေကိုငှားလို့ရတယ် တက်ဖန်လို့ရှိရင်တော့အပြင်ရပေါ့နော်ဒီအလိုတန်းရှိနေကိုငှားလို့ရတယ်အဲ့တော့ရှိနေကတော့ခလေးမွေးစားမယ်ဆိုလို့ရှိရင်လက်ခံတဲ့ရှိနေတွေရှိပါတယ်အဲ့ဒါတွေကတော့ဒီနိုင်ငံသားတွေကပိုသိပါတယ်နော်သူတို့ကအဲ့ရှိနေရပဲအကုန်အရင်ဦးဆုံးလုံးဝမဲ့လုပ်ငန်းရှင်တွေအကုန်သူတို့ကပဲပြောသွားတာပါအဲ့တော့ဒီအစိုးရရှိနေငှားမယ်ဆိုလို့ရှိရင်တော့ဈေးတက်တာပဲမဲ့လုံးဝတဲ့ process ကအရင်ကြာပါတယ်အပြင်ရရှိနေဆိုလို့ရှိရင်တော့ဈေးကတော့မြောက်ပါတယ်။အာလောရမဲ့ process ကတော့နည်းနည်းမြန်တာပေါ့လीနော်။ ဲ့တော့စပြီးတော့ရင်ဦးဆုံးရှင်းနေကိုငှားမယ်ငှားပြီးလို့ရှိရင်တရားရုံးမှာနှစ်ဖက်ကဥတိုက်ပြီးတော့ရှောက်ရပါတယ်တရားရုံးကိုအဲ့တော့ဒီဘက်ကပေါ့နော်ဥပမာကျမပြောပြမယ်ဒါဥပမာပြောပြတာနော်ဒီဘက်ကဝေစားခံမဲ့ကလေးကဒါမိဘနှစ်ပါးကမလေးရှားနိုင်ငံမှာရောက်နေတဲ့မြန်မာဥပမာ UN ကတ်ကင်ထားတဲ့မြန်မာဥပမာပြောပြမယ်နော်ထာအဲ့ဒါဆိုလို့ရှိရင်ဒီကလေးကိုဝေစားတော့မယ်ဆိုလို့ရှိရင်ဒီမိဘနှစ်ပါးကလည်း ဒီဟိုပါပေါ့ရှင်းနေကိုငှားရတယ်ငှားပြီးလို့ရှိရင်သူတို့ကြီးခွင့်ပြုကြအကုံလုံးအကုံလုံးကိုသူတို့ကဒါရှင်းနေရအကုံစီစဉ်ပြေးသွားတာပါဥတိုက်ပြီးတော့ရှောက်ရတယ်အဲ့အပြင်ကို UN ဒီကတ်ကင်ထားတဲ့အတွက်ကြောင့်မို့လို့ UN ကိုလည်းဥတိုက်ပြီးတော့ရှောက်ရပါတယ်အဲ့တော့ရှင်းနေနဲ့ UN နဲ့ဟိုတောက်လျှောက်သွားတာပါနော်အဲ့လိုပဲတစ်ဖက်ကမွေးစားမဲ့မိဘဒီမလေးရှားနိုင်ငံသားကလည်းသူကလည်းရှင်းနေငှားရပါတယ်အဲ့လိုမျိုးနဲ့တရားရုံးမှာဥတိုက်ပြီးရောပေါ့နော် တနှစ်အတွင်းမှာအ ਨੇ ဆုံးတနှစ်ခွဲလောက်အတွင်းမှာတရားရုံကိုရှစ်ကြိမ်လောက်တက်ရပါတယ်ဥတိုက်ပြီးတော့ဗောနော်တစ်ချိန်လို့တစ်ခါအခုလုံးဓာရီသွားရပါတယ်အဲ့လိုမျိုးတရားရုံမှာဟိုတော့ဒီလိုမျိုးဥတိုက်ပြီးစောက်တဲ့အချိန်ခါလာအတွင်းမှာလဲဒီတရားရုံကနေပြီးတော့ တကယ်ကြီးဒီဘက်ကမွေးစားမဲ့မလေးရှားနိုင်ငံသားတကယ်ကြီးတက်နိုင်လို့လားဆိုရဲသူ့ရဲ့ background ချက်တွေကိုလည်းအကုန်ချက်ပါတယ်ဥပမာမလေးရှားနိုင်ငံသားကအာ background ကတိတ်မကောင်းဘူးเนาะဒီငွေကြေးရမလုံလောက်ဘူးဆိုရင်လည်းမွေးစားခွင့်မရှိပါဘူးเนาะအဲ့ဒါအဲ့တော့ background ကိုလည်းပြရပါမယ်ငွေကြေးလုံလောက်မှုကိုလည်းပြရမယ်နောက်တစ်ခုကကြတော့မွေးစားမဲ့ဒီမလေးရှားနိုင်ငံသားရဲ့ဒီမိသားစုပေါ့เนาะမိသားစုကိုလည်းတရားရုံးမှာဥတိုက်ပြီးတော့သွားပြီးတော့ တရားသူကြီးနဲ့တွေ့ရပါတယ်အဲ့တော့ဒီဝေစားမဲ့ဒီနိုင်ငံသားကိုပြောပါတယ်မိသားစုတွေအကုန်လုံးကသဘောတူရဲ့လားမိသားစုဆိုလို့ရှိရင်ဒီမိသားစုကြီးဒီလောလောဆယ်ပေါ့နော်ဒီအသက်ရှင်တဲ့ညမိသားစုတွေအကုန်လုံးပေါ့ဖိုးဖိုင်းရှင်နဲ့ဖိုးဖိုင်းပါမယ်အတော်ရီပါမယ်ညီကောင်မောင်နှမတွေပါမယ်အကုန်လုံးကတရားရုံးမှာသွားပြီးတော့ငါတို့က ဟာဒီမွေးစားမဲ့ဟာကိုငါတို့သားသမီးကဒီကလေးကိုမွေးစားမယ်ဆိုတာသဘောတူပါတယ်ဆိုတဲ့ဟာကိုလည်းလက်မှတ်တွေထိုးရတယ်အဲ့ဒါနှစ်ခါသုံးခါလောက်လုပ်ရတယ်နော်အဲ့လိုမျိုးကြီးလည်းလုပ်ရပါတယ်တဲ့အဲ့လိုလုပ်ပြီးတော့ခါမှာအလုံးကအတီးပြုတ်ပြီးပေါ့ဆိုလို့ရှိရင်နောက်ဆုံးကြတော့သူတို့ final decision ပေါ့နော်မချခင်မှာအဲလာဝကပေါ့နော် immigration ရဲ့တရားရုံးကသူတရားဒီအာတရားရုံးကပေါ့နော်သက်ဆိုင်ရာအရာရှိရဲ့ ပြီးလို့ရှိရင်ဒီကလေးမွေးစားဖို့အတွက်ပေါ့နော်ဒီ register လုပ်တဲ့ကင်တွေ့တဲ့ဒီအစိုးရအဖွဲ့ကရယ်အနည်းဆုံးလူ၄ယောက်၅ယောက်လောက်ကခုနကမွေးစားမဲ့မလေးရှားနိုင်ငံသားအိမ်ကို surprise ချက်ဝင်ပါတယ်နော်ကြိုတင်ပြီးတော့အကြောင်းကြားထားပါဘူးဘလို့ဝင်လဲဆိုတဲ့ခါကျတော့ဒီကလေးကိုမွေးစားဖို့အတွက်သူတို့မှလုံလောက်တဲ့အရေးချင်းရှိမရှိ သူတို့မှဒီကလေးကိုငွေစားဖို့အတွက်မေတ္တာတရားရှိမရှိ အမှန်ကန်ဟုတ်ရဲ့လားပေါ့နော်ဒီကလေးနဲ့ပတ်သက်လို့သူတို့မှဘလောက်ဒီပြင်ဆင်ထားပြီးတာရှိမရှိပေါ့နော်ဥမာငဲတဲ့ကလေးအတွက်ဆိုရင်ပြောတာပေါ့နော်ဒီဆယ်နှစ်အောက်ကလေးတွေပါလို့ဆိုရင်ပေါ့နော်အားလုံးသူတို့ကဒါတွေကို surprise chest ဝင်ပါတယ်အဲအဲ့ဝင်လာတဲ့အချိန်မှာဒီအိမ်ရဲ့အခြေအနေကကောင်းတယ်သူတို့ရဲ့ဒီဥပဒေအရလက်ခံနိုင်တဲ့အနေအထားရှိလို့ရှိရင်တော့နောက်တစ်ဆင့်မှာဆိုလို့ရှိရင် final decision မှာတော့ငွေစားခွင့်ဆိုပြီးတော့ပြုတ်လိုက်ပါတယ်နော် အဲ့လိုမျိုးအဲအဲ့ခါမှာ final decision မှာဝေစားခွင့်ဆိုပြီးတော့ဒီပန်းရောင်ပေါ့နော် certificate လေးချလာပါတယ်ကြလာတဲ့ဟာကသူ့ကိုမွေးစားခွင့်ပဲပေးသေးတာပါမလေးရှားနိုင်ငံသားဖြစ်တာတို့ဒီ pink color ပေါ့เนาะဒီအာ mind kit ပေါ့เนาะရတာတွေအစ်စ်နေမပါသေးပါဘူးเนาะအဲအဲ့ဟာဆိုလို့ရှိရင်တချို့ရှင်တွေက process တစ်ခုလုံးအစာအဆုံနိုင်ငံသားဖြစ်တဲ့ချီတောင်းယူတဲ့သူရှိတယ်လို့တချို့ရှိနေတရားကြတော့ဒီမွေးစားပြီးကြတဲ့အချိန်အဝါပေါ့ဒီ process အထိပဲတောင်းယူထားတာရှိပါတယ်အဲ့တော့ရှိနေကားတွေကလည်းပွဲပြားပါပါတယ်အဲ့တော့အစာအဆုံထိတောင်းယူရင်တော့ဒါဈေးကတော့ပိုများတာပေါ့လေနော်အဲ့လိုရှိပါတယ်အဲ့တော့မွေးစားခွင့်ပေါ့နော်ကြာလာပြီဆိုတော့ဒီ စာရွက်ကလေးပေါ့နော်ပန်းရောင်စာရွက်ကလေးရင်ကြပါတယ်အဲ့အဲ့အရွယ်ကလေးရဆိုလို့ရှိရင်ဥပမာကလေးကကျောင်းနေရမယ့်အရွယ်ရောက်ဘူးဆိုလို့ရှိရင်နော်ဒီနိုင်ငံရဲ့အစိုးရအကြောင်းမှာပထမရန်နေပြီးတော့ဒုတိယရန်လောက်ထိပဲတက်လို့ရပါသေးတယ်နိုင်ငံသားမဖြစ်သေးလို့ပေါ့နော်အဲ့တော့အဲ့လိုမျိုးမွေးစားခွင့်ကြလာတဲ့ဟိုဒီ process အတွင်းမှာကိုက နောက်တစ်ခုကနိုင်ငံသားဖြစ်ဖို့အတွက်ကိုထပ်ပြီးတော့စောင့်ရပါတယ်အဲ့တော့ ဒီခလေးကအနည်းဆုံးဆိုရင်ဒီမှာဆိုရင်မူလာတန်းចောင်းទីပေါ့เนาะမူလာတန်းဆိုတာကတဒန်းနေပြီးတော့6တန်းទីကိုပြောတာပါ6တန်းအတွင်းမှာနိုင်ငံသားဒီမကြလာသေးဘူးပေါ့เนาะဒီနိုင်ငံသား citizen ဖြစ်ပါပြီဆိုတဲ့ဟာကိုမကြလာသေးဘူးဆိုလို့ရှိရင်ဒီခလေးကအစိုးရចောင်းမှာဆက်တက်ခွင့်မရှိပါဘူးเนาะအဲ့ဒါလေးကဒီចောင်းနေမဲ့အရွယ်ခလေးတွေအတွက်ပြောတာပါအဲ့တော့ ကိုယ့်ကိုသားသမီးကိုဒီနိုင်ငံသူနိုင်ငံသားကမွေးစားမယ်ဆိုလို့ရှိရင်ခလေးကအလိုမျိုးပေါ်တော့ငယ်တဲ့အချိန်မှာလုံမလာလည်းရင်အာကြောင်းတက်တဲ့အချိန်နဲ့ကွက်တိလောက်ကြာတယ်ဘာလို့ဆိုတော့ဒီမွေးစားခွင့်ကတော့ကြပြီးတဲ့အခါမှာနိုင်ငံသားဖြစ်ဖို့အတွက်ကနောက်ထပ်ကနှစ်နှစ်ချီပြန်ဆောင်ရတာမို့လို့ပါနော်အဲ့တော့အနည်းဆုံးနိုင်ငံသားဖြစ်ကြည့်ဆိုရင်တချို့ဆိုလို့ရှိရင် 9နှစ်ကနေ10နှစ်အတွင်းအောင်စောင့်ရတာရှိပါတယ်အဲ့လိုမျိုးရှိပါတယ်လော်လွယ်ကူကူငွေစားလို့မရပါဘူးအဲ့တော့ငွေစားမဲ့ဒီမိဘပေါ့နော်ဒီနိုင်ငံသားကလည်း အရန်ကိုစိတ်ရှည်ရပါတယ်သူရင်ထဲနှလုံးထဲကနေဒီကလေးကိုတကယ်ကြီးကိုချီးလွန်းလွန်းတကယ်ကြီးကိုဝေစားခြင်းနဲ့စိတ်ဆန္ဒရှိမှသာဒီလိုလုပ်ငန်းတွေကသူတို့လည်းစိတ်ရှည်လက်ရှိနဲ့လုပ်လို့ရတာပါဘာလို့ဆိုတော့တရားရုံးကိုလည်းခဏခဏတရားရဲရှေ့နေနေစကားပြောရတယ်နောက်ဆုံးဒီအစိုးရပိုင်းဆိုရင်ဒီ immigration ပေါ့နော်ဒီနိုင်ငံဒီမလေးရှားနိုင်ငံပြည်ထဲရေးအဆင့်ထိပေါ့နော်ဒီကလေးရဲ့အာ နိုင်ငံသားဖြစ်ဖို့အရွယ်ကိုဆက်ပြီးတော့ရွှေ့ညင်ရင်နဲ့ငွေကုန်ခံပြီးလိုက်ရတာပါနော်ငွေကုန်ခံလဲဆိုတာကနီးမှန်လမ်းမှန်နဲ့ငွေကုန်ခံပြီးလိုက်ရတာပါနော်အဲ့လိုမျိုးတွေအစင်းစင်းနေကုန်သွားရတာပါအဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးအချက်တွေကိုသိထားစေချင်တာတကယ်လို့ငွေစားခွင့်ဆိုပြီးတော့ကြတိုင်းဒီနိုင်ငံသားဖြစ်တာမဟုတ်ဆိုတော့လည်းသိစေချင်ပါတယ်။တချို့ဆိုလို့ဒီစမားတို့ဒီညီမမတော်တော်များများတချို့ရရှိကြပါတယ်။ငွေစားခွင့်ပဲကြတာပါ။နိုင်ငံသားမဖြစ်တဲ့ခါကျတော့ကလေးက ကိုလိုကလန်နေတဲ့ဖြစ်ဒီမလေးရှားနိုင်ငံရဲ့ဒီ IC လည်းမရ passport စာအုပ်လည်းမရဘာမှမရတဲ့ခါမှာနောက်ဆုံးဆက်ရှင်နေလည်းပြီးရောကလေးရဲ့အကြောင်းပညာရေးတွေကလေးရဲ့ရှေ့ရေးတွေရှိတဲ့ခါကျတော့မြန်မာဘက်ကိုအဆင်ပြေရနည်းနဲ့ပြန်ပြီးတော့မြန်မာ passport ပြန်ယူရတယ်လည်းရှိတာပေါ့လीနော်အဲ့လိုမျိုးပါအဲ့တော့ဒီမလေးရှားနိုင်ငံရဲ့ကလေးမွေးစားတဲ့ဥပဒေကလွယ်လွယ်ကူကူနဲ့တော့မဟုတ်ပါဘူးမြန်မာပြောတာကတော့ ဟိုမြန်မာနိုင်ငံသူနိုင်ငံသားရဲ့တာသမီကိုဝေးစားမယ်ဆိုတဲ့အပိုင်းကိုပြောတာပါဒီလိုပါပဲသူတို့တွေကဘယ်မိဘသူတို့ဟိုဗောနော်နိုင်ငံတွင်းကလူပဲဝေးစားစာမိဘမဲ့ကြောင့်ပဲဝေးစားဒီမြန်နိုင်ငံပဲဝေးစားဗောနော်ဥမာဒီနိုင်ငံမှာရောက်နေတဲ့အာတခြားနိုင်ငံသူတွေဗောနီပေါ်တို့ဒီဘင်္ဂလားဒေ့ရှ်တို့ဗောနော်သူတွေကဝေးစားဝေးစားလောက်ရတဲ့ဝေလုံလုံးလုံးစင်ဒီတိုင်းပဲသွားတာပါအဲ့တော့ ကျွန်မကိုမေးထားကြတာတွေရှိတဲ့အတွက်ကြောင့်မို့ဒါလေးကိုကျွန်မရှင်းပြပေးတာပါအဲ့တော့ဝေးစားမယ်လို့ဟောပေါ့နော်ဒီကိုရဲ့ဒီအလုံးရှင်ပဲဖြစ်ဖြစ်ပေါ့နော်တကပြောပြီးဆိုတာနဲ့လောရမဲ့အချက်လက်တွေဆိုတာလောလောကူကူမဟုတ်ဘူးဒီဝေးစားမဲ့မိဘကလည်းငွေကြေးလည်းတက်နိုင်မှာဖြစ်မှာပါအဲ့လိုတချို့ဆိုလို့ရှိရင်အာခလေးအသက်12နှစ်လောက်ထိပေါ့နော်ဆောင်းရတယ်အဲဒီမလေးရှားနိုင်ငံသားဖြစ်ဖို့ဟာလေအ ဒီနိုင်ငံကမွေးစားတိုင်းလည်းမရဘူးမလားနိုင်ငံသားဖြစ်တာမဟုတ်ဘူးလေအဲ့လိုအစင်းစင်းတွေကိုအများကြီးကြော်လွားပါတယ်အဲ့ဒါကြောင့်မို့လို့မိမိရဲ့ကလေးကိုဒီမလေးရှားနိုင်ငံနိုင်ငံသားကမွေးစားမယ်ဆိုလို့ရှိရင်သိထားရအောင်ပေါ့နော်ဘူသူတအနေနဲ့ဒါကျွန်မအကြံပြုပြပြပေးတာပါလိုရတဲ့အချက်လက်တွေကလူတွေရှိပါတယ်လို့နော်အဲ့တော့ဒီလိုမျိုးမွေးစားမယ်ဆိုလို့ရှိရင်ကလေးရဲ့ရောက်ရှိနေတဲ့အသက်နဲ့ကြောင်းတက်ရမှာနဲ့ကလေးဒီမှာနေရမယ်ပေါ့နော်ဒီအဓိကကတော့ အာငွေစားရဲဆိုတာကိုသားသမီးကိုဒီမှာမိဘနဲ့သားသမီးနဲ့ခွဲနေကြတာတချို့ရေလည်းမဟုတ်ဘူးเนาะဟိုဟိုတချို့ဒီနိုင်ငံမှာငွေကြီးတက်နိုင်လို့ရောင်းနေတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ သူတို့ကတော့မှပတ်စံပေးပြီးဒီနိုင်ငံသားဖြစ်အောင်လို့အဲ့လိုမျိုးမွေးစားတဲ့ adoption မျိုးပေါ့နော်လုပ်ပြီးတော့မှဒီဒီဘက်ကမွေးစားမဲ့ဟာကိုမိဘကိုပေါ့လိုက်ရှာလိုရတာတွေတောင်ရှိပါတယ်နော်ဘာလို့ဆိုတဲ့အခါကျတော့ဒီနိုင်မလေးရှားနိုင်ငံရဲ့နိုင်ငံသားဖြစ်သွားပြီးမလေးရှားနိုင်ငံရဲ့ passport ကလည်းအရန်ကို strong ဖြစ်တယ်လीနော် တကယ်ကို powerful ပါပဲကဘာပေါ်မှာလေအာအဲ့ဒါကြောင့်မို့လို့တချို့လေငွေကြေးတက်နိုင်တဲ့မြန်မာမိဘအတိုင်းဝိုင်းရလဲသူတို့တာသမီကိုစာကျုပ်စာတမ်းပေါ့စာရွက်ထဲမှာအပြီးပိုင်ငွေစားရဲ့နီးပေါ့နော်တာသမီကတော့ကိုကပေးလိုက်ရတာမဟုတ်ကိုလက်ထဲမှာပဲပေါ့နော်ဒီအငှားငွေစားတဲ့ပုံစံမျိုးပေါ့ပြောရရင်တော့ဒါပေမဲ့ဟိုတကယ်ဝင်စာတုံးစာတဲ့နဲ့လောရတဲ့ကိစ္စတွေကတော့လောလဲကုတ်ကူတွေတော့မဟုတ်ဘူးဆိုတာလေးပြောပြတာပါအဲ့တော့ငွေစားမယ်ဆိုရင်ကျမရှိရပြောသလို ကြိုတင်မြို့ကလေးအသက်ကြီးကြိုတင်မြို့အားလုံးကဒေချာလေးကိုပေါ့နော်စီစဉ်မှရတာပါအဲ့တော့ကျမတို့မေးမေးသမျှမိကုန်းလေးတွေပေါ့နော်မွေးစားတော့မယ်ကျမတတိယမွေးစားတင်တဲ့ကလေးကိုဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ပြောလို့ရှိရင်လောရမယ်အစင်လေးတွေနားလည်ထားစီခြင်းလို့ဒီမျိုးဆိုလို့ရှိရင်ကလေးကအသက်တာကြီးသွားမယ်ဟိုမရောက်ဒီမရောက်ဒီဖြစ်မှာဆိုလို့ပါနော်ကျေးဇူးပေးရအတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျမစကားပြောရင်းကအပြင်မှာမိုးကအုံလိုက်လင်းလိုက်လဲဆိုတော့လိုက်တင်ရဒီမှာမဲလိုက်မောင်းလိုက်ဖြစ်နေရပါပါ ခင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။